နောက်ဆုံးကြတော့အဲဒီနောက်ဆုံးဘုရားမှာညာနာဖြစ်တယ်ညာရင်တော့သောတာပန်ကတရားကအနာကအဲဒီတော့အစင်းနေတော့မတက်ဘူးအဲဒါခုနကဘဝနေတဲ့ပုဂ္ဂိုလ်သာတတကတိပေါ်မှာသောတာပန်ခေါ်တယ်ညာထဲမှာအဲနောက်ဒီဘဝနေပြီတဲ့ဘဝနေပြီတဲ့ဒီဘဝလည်းရှိတယ်သူကဧကပိစီသောတာပန်ဧကပိစီလို့ခေါ်လာခေါ်လာလို့ဒီဘဝလည်းရှိတယ်အဲဒါတွေခုနကဘဝမကြောက်အဲတစ်စင်းနဲ့တစ်စင်းပြတ်သွားတဲ့သောတာပန်ဆိုတာကတော့ သူကဘုံစင်စံခေါ်တယ်သောတာပတိဖူစင်ကနေသရဏိဖူစင်ရောက်အဲဒီပါလေရှိတယ်ယခုတခွာရဲနဲ့သောတာပန်နေသရဏနာကညာနာတောင်ဒီလိုဖြစ်သွားတာလည်းရှိတယ်ဒါရီအမျိုးကြီးအများကြီးလည်းအဲဒီခွဲဟောလို့လည်းမဖြစ်တော့ပါဘူးအောက်ထစ်ဆုံးအညာဆုံးဖြစ်တဲ့ပတ္တခတုပရမသောတာပန်အဲဒါအများဆုံးခုနှစ်ဘဝရှင်းနိုင်တယ်ခုနှစ်ဘဝလည်းပို့ပြီးတော့ဖြစ်ခုနှစ်ဘဝပြည့်တဲ့အခါမှာညာနာဖြစ်ပြီးတော့ရှင်ရခိုင်ငင်းနဲ့နိဗ္ဗာန်ကိုရောက်နိုင်တယ်အဲအကြောင်းကြီးမျိုးလို့ရှင်တော့ယခုဘဝမှာ အောက်ထစ်ဆုံးအဲဒီသောတာပန်အဖြစ်လောက်ရောက်အောင်လို့အားထုတ်ဖို့ရပဲအခုရှင်သာရိပုတ္တရာထေရှားတဲ့အစီအစဉ်ရမှတ်သားဝယ်ကတော့သောတာပန်ဖြစ်အောင်မာရှိပါလေလဲဆိုလို့ရှိရင်ဥပါဒဏ်နဲ့ခန္ဓာ၅ပါးရှိပါတယ်ဟုတ်လားသောတာပန်ဖြစ်အောင်မာရှိပါလေလဲဥပါဒဏ်နဲ့ခန္ဓာ၅ဥပါဒဏ်နဲ့ခန္ဓာ၅ပါးဆိုတာဘာတွေလဲဆိုတော့မိမိတို့တဏှာမြင်နိုင်ကြတဲ့သင်္ချာပေါ်နေတဲ့တရားတွေအဲ့ဒါတွေရှိပါတယ် ။အဲ့ဒါလည်းရှိတော့ဘယ်လိုချင်းရလဲရှိရတော့အိသဒုက္ခအနာတ္တဉာဏ်ကြောင့်၃ပါးပါတယ်ဒီမှာ၁၇ပါးရှိတယ်။အဲ၃ပါးလားချင်းရလဲရှိရတယ်အကျယ်တွင်၁၇ပါးလားချင်းရလဲရှိရတယ်။အဲ့ဒါဟာတိင်းနေပဲမှတ်ထားဖို့ဟုတ်လား။ဒီကဘောဓဘာဖြစ်အောင်တော့အဲဥပါဒနဲ့ဌာနမရှိဘဲနဲ့တရားတော်မှီးပြင်ဟောပြောနေတယ်ရှိရတယ်။အဲ့ဒါဟာနီးမှန်ဘူး။ဒီကအနိစ္စဒုက္ခအနာတ္တရှိဝရမလို့ဘူးအနိစ္စဒုက္ခအနာတ္တမရှိနဲ့ဆိုပြီးတော့ဒီလိုတားမြစ်တဲ့ပုဂ္ဂိုလ်ကရှိသေးတယ် ဲ့ဒါလည်းနီးမမှန်ဘူးလူတွေစာကုထင်းမြားတွေကိုယူဆပြီးတော့ဟောပြောနေကြတာလေအဲ့ဒါလေးနားထောင်ပြီးလိုက်နာနေမဲ့တတိတွေလည်းပဲသူကလည်းသူတို့ရှိနေတာပါပဲသူကတော်တော်စီရဘုန်းကြီးတွေစားတဲ့ဆောင်ရောက်လာဒီမှာဒီမှာကြီးရတာမဟုတ်ပါဘူးစမ်းကြည့်တယ်ကသူဘယ်လိုသိမှုများရတယ်မသိပါဘူးသူကတော့အကုန်လုံးတဏှာဝိပဿနာတွေအကုန်ပယ်ပြီးတော့နန္ဒဝိပဿနာတွေရှိဖို့မလိုဘူးဆိုပြီးတော့ ူကစရည်ရဲ့อืมသူစကြည့်ရတာတော့ဘုသူကြတဲ့ပြည်စုံမရပါဘူးအချင်းကြီးပြီးဝင်ရင်းပြီးရိတ်တာတော့ပြောရပါဘူးအဲဒီလိုပုဂ္ဂိုလ်လည်းရှိတာပဲအဲဒီလိုပုဂ္ဂိုလ်ကဟောပြောရင်သူတဲ့ညာတဲ့ပုဂ္ဂိုလ်လည်းတိုင်းလာပြီးတော့နေတာရှိတာပဲအဲဒါလေးသတိပြုဖို့ပါပဲအခုဒီသီလဝန္ဒသုတ်ဘုဒ္ဓဝန္ဒသုတ်ကမူရစီတယ်อืมဘာသာဝင်အောင် ။ဘာရှိပါသလဲဆိုပုထုဇဉ်ကလည်းပဲဥပါဒနာခန္ဓာ၅ပါးရှိပါတယ်။ရှိတဲ့အခါကျတော့ဘယ်လိုသိအောင်ရှိပါသလဲအနိစ္စဒုက္ခအနာတ္တအရှင်းရတယ်ပြီးအောင်ရှိပါတယ်။ဒါကိန်းနေပဲဒါတော့တော့မှန်းမိပါပြီ။ဟုတ်လား။မှန်းမိလား။မှန်းမိပါပြီခင်ဗျာ။မှန်းမိတာမှားကြမရှိဘူးလို့သာ။အချို့ကပြောကြတယ်သောတာပန်ဆိုတာတရားနာရုံနဲ့ဖြစ်တာတဲ့။တရားအထုဖို့မလိုပါဘူးတဲ့။ဒီလိုဟောတဲ့ပုဂ္ဂိုလ်လည်းရှိတာပဲ။သူ့ကြိုက်နဲ့သူဟောတာပေါ့လေ။အခုဒီမှာ ်စင်္သာရိပုတ္တရာဖြစ်တဲ့အတိုင်းဆိုရင်တော့မရှိရင်မဖြစ်ဘူးရှိမှဖြစ်မှာလေဟုတ်လားအဲဒါလေခိန်းနေမှတ်ထားသောတာပန်ဖြစ်ပြီးတော့လေသောတာပန်ကအထက်မဲ့ဖို့ရအောင်ဘယ်တရားရှိပါသလဲဆိုတာဒါလည်းသိမှုပါလို့တော့ရှင်မကုဋ္ဌိကကမေးလာတယ်ပါဠိတော်ဘုန်းကြီးကမရွတ်တော့ဘူးပါဠိကတော့အဋ္ဌကရာဒီတိုင်းပါပဲပါဠိတရားဒီတိုင်းရှိပါတယ်ဒီလိုပါပဲသောတာပန်ကဘယ်တရားရှိပါသနည်းအဲဒီလိုမေးတော့ ဒီနာရီဘုရားကသောတာပန်နဲ့ဥပါဒနာခန္ဓာ၅ပါးရှိရတဲ့ကြောင့်အတူတူပါပဲဘုသူဇင်ကရှိလို့ပါပဲသောတာပန်နေနာသည်မဟုတ်သောကုဋ္ဌိကဝိကုဏဤမေပင်စုပါရနဲ့ခန္ဓာအိစ္ဆတော်ဒုက္ခတော်ပိယလာအနတ္တတော်ယောနိတော်မြတိကာရပါစသည်ဖြင့်ဒီတိုင်းပါပဲပါဠိပါမထူဘုသူဇင်ရှိတဲ့ဘုသူဇင်ရှိကုန်ချင်းရာအတိုင်းပဲပါမထူအဲ့ဒါကြောင့်ခွန်ကြီးကအချင်းချုပ်ချုံးပြီးတော့ဒီမှာဆောင်းဖို့စီတာတဲ့သောတာပန်နဲ့ခန္ဓာပဲရှိမဲ့ဤသူဤ ောတာပန်ကလည်းဥပါဒနဲ့ခန္ဓာ၅ပါးရှိရတာပါပဲရှိဖို့ရှိနည်းကတော့ဆိုဒီဒူဒူပါပဲနေသာတော့ဒုက္ခတော့ရောဂတော့စသည်ဖြင့်၁၇ပါးသောရှင်ရံရှိရတာအတူတူပါပဲအဲဒီလိုရှိလို့ရှိရင်ဝိပဿနာဉာဏ်ကျင့်တဲ့အခါကျတော့ရာဂံရှင်းနိုင်တယ်ဆိုတာကိုရှင်သာရိပုတ္တရာဟောတာအဲအဲ့ဒီတိုင်းသောရှိမြင်တဲ့ရာဂံအမှန်ဖြစ်နိုင်ပြီတဲ့ဘုန်းကြီးဆောင်းမှုအရင်လေးပြရတယ်အဲ့ဒါလေးတစ်ခေါက်စီပဲဆိုရပြန်ဟုတ်လားအချိန်ကနေနဲ့ကုန်သွားပြီ ဟောတာဘင်္ဂလာဟောတာဘင်္ဂလာဘေတရားဘေတရားဥပဝတနီဥပဝတနီဟောတာဘင်္ဂလာဟောတာဘင်္ဂလာခန္ဓာပဲခန္ဓာပဲသူမြဲနေတူသည်သူမြဲနေတူသည်သောရှုမြင်တံသောရှုမြင်တံသဂရာကံသဂရာကံအမှန်ဖြစ်နိုင်သည်အမှန်ဖြစ်နိုင်သည်အဲသောတာဘင်္ဂလာရှိဖို့နဲ့ကုထုဇဉ်ရှိဖို့ခန္ဓာ၅ပါးရှိပါလားချင်းမတူဘူးလား အဲအနိစ္စတကွာအနာတရှိဝင်နေတယ်မတူဘူးလားတူပါရဲ့ဗျာဒီလေဝိပဿနာဉာဏ်ရှင်းတန်တိတုန်တဲ့ခါကလာကြတော့ပုရုဇင်ကသောတာပတိမြတ်ကိုရောက်သွားတယ်လို့ပဲသောတာပန်ကလည်းဒါရိုင်းမြတ်ကိုရောက်ပြီဒါကဖြစ်သွားတယ်နောက်ပါလေကြတော့ဒါတော့ပြောဖို့မလိုပါဘူးဟုတ်လားအမျိုးအတူတူပဲပါမထူဒါရကံဖြစ်ပြီးတော့လည်းနာမ်အနာရိုင်းမြတ်ကိုရောက်အောင်ဘယ်လိုအားထုတ်ရလဲဆိုတာမေးပြစီတော့ဒါကိုဇင်မာဂုရိကကဒီတိုင်းမေးထားပါတယ်အနာကံကဘယ်ပြရှိသွားသနည်းဆိုတော့ ဒီမရိဘုရားကလည်းဖြည့်တူတူပဲဖြည့်ထားတယ်အရာကံကဗေဒယရှိပွားသည်နီးဆိုတော့ဒါကံလည်းခန္ဓာပဲရှင်မြန်းဒီတူတူပြီးတော့ဖြည့်တယ်အဲဒီတော့ရှိတော့ဘာဖြစ်တယ်ဆိုတော့ဝိပဿနာဉာဏ်ဉာဏ်နဲ့ခါကလာပြန်နာမည်မဲ့ဖို့ဖြင့်နိဗ္ဗာန်မျက်မှောက်ပြုပြီးတော့နာတာဖြစ်တယ်ကဲဆွေရမယ်တရားကံကဘေဒယဘေဒယသူပွားသည်နီသူပွားသည်နီတရားကံနဲ့တရားကံနဲ့ခန္ဓာရဲခန္ဓာရဲသူမြဲနေတူရီသူမြဲနေတူရီ သောရှုမြင်သံနာဂံမှန်ဖြစ်နိုင်၏အနာဂံဖြစ်တဲ့ကာလရှိတဲ့ကင်းဘုံနဲ့နာဂံပုဂ္ဂိုလ်ထူးခြားဘုံခြံသာဘုံတွေဟောစရာတွေတော့ဒီညာနာကောင်းတာပေါ့ဒါပေမဲ့အချိန်ကြီးဘူးမောနေဘူးနာဂံဖြစ်ပြီးတော့လည်းရဟနာဖြစ်အောင်ဘယ်လိုအထုရမလဲဆိုတာမေးကြရှိရမယ်ဒါကြောင့်မို့ရှင်မဂ္ဂိကကမေးကြပြီနာဂံကပဲတရားရှိပါတယ်နီးနေတော့ရှင်သာရိပုတ္တရာနာဂံလည်းပဲ ခန္ဓာ၅ပါးပဲဥပါဒနဲ့ခန္ဓာ၅ပါးရှိရတယ်အနိစ္စတာဒုက္ခတော့စရခြင်းဆယ်ပါးလားခြင်းရှိရတယ်လို့ဤလူပဲပါဠိဘာမှမထူးပါဘူးအဲ့ဒီတိုင်းဖြေထားပါပဲအချင်းချင်းတော့ဒီမျိုးပဲဖြစ်အောင်သူပါဠိလေးနဲ့ကလေးတွေရုပ်ပြီးတော့ဟောရင်သိကောင်းတာပါပဲဒီအချိန်ကြီးတော့အဲ့ဒီတော့ရှုတော့အနာဂါမလည်းဥပါဒနာရဲ့ရင်းနာပြည့်စုံတဲ့အခါမှာရဟန္တာမေဖို့ဖြင့်နိဗ္ဗာန်မျက်မှောက်ပြုပြီးတော့ရဟန္တာဖြစ်တယ်တိုင်ဆိုရမယ် နာရဏာနာရဏာဘေတရာဘေတရာသူပွားသနီသူပွားသနီနာရဏေနာရဏေအနာရေအနာရေသူမြဲနိတုရီမြဲနိတုရီသောရှုနိတံသောရှုနိတံအရဟံအမှန်ဖြစ်နိုင်၏အမှန်ဖြစ်နိုင်၏အဲနာရဏေပဲဘုလိုရှင်ရှုပုံရပါအထူးနာရာရှုပုံ ုသူရှင်ရှိဖို့သောတာပန်ရှိဖို့သရာရှိဖို့အကုန်လုံးတွူးနေတယ်မဟုတ်လားဟုတ်ပါရဲ့ခင်ဗျာအကုန်လုံးတွူးနေတယ်အဲ့ဒါသိနေမှရမယ်ဒီလိုကပုရုဇဉ်ကဒီနေ့ရှိပါတယ်သောတာပန်သရာကနာကဒီနေ့ရှိပါတယ်ဒီလိုချင်းနေတာကိုဒီကသင်္ချာကြောကြတဲ့ပုဂ္ဂိုလ်ကြီးကသူကပုရုဇဉ်နဲ့ဘာမှမရှိပါဘူးအဲ့ဒီပုဂ္ဂိုလ်ကြီးကရုဒ္ဓမီတွေသူကသူထင်သူထင်ကြီးတွေနဲ့ဟောတာတိတ်ဝေဟောတခါတည်းကလာအခွင့်လို့ဘုန်းကြီးကနားထောင်ကြဩဘုရားကြီးအစတော့ကတော့တော်လားလို့ အခုထင်ရမြင်ရလျှောက်ခေါ်လာဘူးလို့ဉာဏ်ကြဘူးလို့ဘုန်းကြီးသဘောပေါက်သွားတယ်အစတုန်းကတော့သူပြည်ရရလေသာစေရနာကောင်းနဲ့ဟောနေတာပဲလို့အောင်းနေသူကပဲဟုတ်မယ်လို့ကာယ ानु ပဒနာသောတာပန်ဝေဒနာ ानु ပဒနာဒရာရံစိတ်ဓာ ानु ပဒနာနာရံဓမ္မ ानु ပဒနာယဟနာဆိုပြီးတော့လူဖွဲ့အောင်သူစားတော်မဟုတ်ပြောစားခဲ့တော့နုပဒနာ၄ပါးလုံးဥဒိသင်နဲ့ရှိကောင်းတာသောတာပန်ဒရာရံဒါကလည်းရှိကောင်းတာဘာမှခွဲရလို့ဥစားတယ်မဟုတ်ဘူး အဲ့ဒီတော့ဟောတော့တော်တော်နေရာကြတာကိုမသိတာလေနားမလည်ပဲနဲ့လည်းမဟုတ်တာတွေချက်ခေါ်တာကိုလို့အောင်မြင်ရတယ်။အခုအတူတူပါပဲဟမ်ဥပါဒနာခန္ဓာ၅ပါးရှိရတာလေနာရဥပါဒနာခန္ဓာ၅ပါးရှိရဥပါဒနာဉာဏ်ကျင့်တယ်ယဟနာဖြစ်တဲ့ဒါကြောင့်မို့ဘောတချို့တထိုင်အတွက်မှာဘုရင့်ရှင်ဘောကနေပြီးယဟနာဖြစ်သွားတယ်ဆိုတာဘုရင့်ရှင်ဘောကတခါလေယဟနာဖြစ်တာမဟုတ်ဘူးဒီတိုင်းတက်တာပဲဘုရင့်ရှင်ကဥပါဒနာရှိလို့သမာဓိဉာဏ်ဉာဏ်တော်သောတာပတ္တိမဲ့ဖို့ဖြင့် နိဗ္ဗာန်မျက်မှောက်ပြုသောတာပန်ဖြစ်တယ်အဲ့ဒီကဆက်ပြီးတော့ရှုတော့ဒါရဟန်းမဲ့ဖို့ဖြစ်နိဗ္ဗာန်မျက်မှောက်ပြုပြီးတော့ဒါရဟန်းဖြစ်တယ်ဒါရဟန်းကနေပြီးတခါရှုပြန်တော့ဒါရဟန်းမဲ့ဖို့ဖြစ်နိဗ္ဗာန်မျက်မှောက်ပြုပြီးတော့ဒါရဟန်းဖြစ်သွားဒါရဟန်းကဆက်ပြီးတော့ရှုတော့လည်းရဟန္တာဖြစ်သွားတာအဲ့ဒါဒီဥပါဒဏ်နဲ့ခန္ဓာငါးပါးပါတယ်ရှုနေကြတယ်ရှုနေတာဟုတ်ဘုန်းကြီးတို့ကြားထားတဲ့အတိုင်းယောဂီပုဂ္ဂိုလ်ရှုနေတယ်လို့ပါပဲဉာဏ်နဲ့ကြားလိုက်တော့အကျောပါပေါ်ရပေါ်ရတယ်ပေါ့လေအဲသင်္ချာရပေါ်ရပေါ်ရကိုရှုရဲ့ဆက်ရှုနေတာပဲရှုရင်းရှုရင်းနဲ့ ဝိပဿနာဉာဏ်ဉာဏ်ရှင်းနေတဲ့တယ်လို့လေအရိယာမင်းရဲ့ပုံညာနေတဲ့ရှင်းနေတဲ့ပြီးတော့တချို့တစ်ထိုင်တည်းမှာဉာဏ်နာဖြစ်သွားတယ်။တခဏလေးတွင်ဉာဏ်နာဖြစ်သွားတယ်။ဘာရဓာတုစီရိယဆိုတာညာ9မိနစ်လောက်တွင်နေတူပါရဲ့လို့9မိနစ်တော့ကြာမှကြာပြီးပါလေ။ဒီကနာရင်းနဲ့ဉာဏ်နာဖြစ်သွားတယ်။မနဉာဏ်နာလေးလို့အဲ့တော့ဉာဏ်နာဖြစ်ပြီးတော့လည်းပဲအငိမ့်စနေရတာဘာတရားတွေညာရှိပါသေးတယ်လဲဆိုတာဒါလည်းမေးပြန်ရှိတာလေ။ ေမာဂုရိကကဒေရှာဆီဆက်ကနေတာနောင်နောင်သားတွေမှတ်ဖို့ရအမှန်ကောင်းတယ်음ဒီတော့အမှန်ကမှတ်သားကြကောင်းပါတယ်ဒါကဘုန်းကြီးကလည်းခဏခဏဟောနေတယ်ဘုရားတာတိအာဟာတာပဏာအာဟုသောကတမေဓမ္မာယောနိသောမနတိကတာပါအာဟုသောသာရိပုတ္တငါရှင်သာရိပုတ္တိယ ရာထာပါဏာယနာပုဂ္ဂိုလ်ကြီးကဗတမေဓမ္မဗေတရားတို့ကိုယောနိတော်ဤမှာမှာရှင်မင်းဒီကရာပါလုံးမြရှိတာပါကုန်သည်အမေလေအဲ့ဒါကိုယန္တာကဗေတရားရှိွားသည်ဒီမေးပေါ်ရာထာတိအာဟုသောဤမေတ္တစုပါရဏေခန္ဓာအိသတောဒုက္ခတောရောဂတောခန္ဓာတောသံဃာတောပိယလအနတ္တတောယောနိတော်မင်းဒီကရာပါအဲ့ဒီကစပြီးတော့ရှင်သာရိပုတ္တရာဖြေကြားပါတယ် အာဟုသောငါးစဉ်ကုတိကရာဓာတိယနာပုဂ္ဂိုလ်တိလီဒီနေ့ဒီစုပါဒနဲ့ခန္ဓာငါးပါးသောဥပါဒနဲ့ခန္ဓာတွေဝိနည်းသာတမမြဲဘူးလေဒုက္ခတော့ဆင်းရဲဘူးလေလောကတော့ကတော့သက်ကနေလည်းယောဂနဲ့တူတူဟူရဲ့လောကဖြစ်ရတာအနတ္တတော့အနတ္တဟူရဲ့လောကယောနိတော်နိမလမအားဖြင့်ယောနိတော်သင်တော်ကြောင့်ဖြင့်ဝါနိမလမအားဖြင့်မနတိကတာဗန္ဓလုံးသင်ရရှိရကုန်၏အဲ့ဒါဖြစ်ရတယ်အဲ့ဒါရဟနာရှိကုန်လေအတူတူပဲဟူတုသင်္ခါရှိကုန်လို့ပါပဲဥပါဒနဲ့ခန္ဓာ၅ပါးမြင်နေကြတဲ့ဓဝါ၆ပါးအဖြစ်ကြပေါ်နေတဲ့တရားတွေရှိရတယ် ှုပုံရှုနေချင်းရတာလည်းအနိစ္စဒုက္ခစသည်နဲ့တစ်ဆက်တစ်ပါးပဲချင်းရအတူတူပဲပါမဆူဒါကြောင့်ဘုန်းကြီးကညာနာလဲခန္ဓာလဲရှင်နဲ့ဤတူသေးတော့ချင်းရုပ်ဆောင်းဖို့ကလေးဆိုထားပါလေ။ကဲငါလေးနှစ်ပုဒ်ကိုဆွေးရအောင်လို့ညာနာရာဘေတယံဘေတယံသွားသနီသွားသနီညာနာရဲခန္ဓာလဲခန္ဓာလဲရှင်နဲ့ဤတူသေးဤတူသေးအဲ့တော့ညာနာရာ ခန္ဓာငါးပါးအနိစ္စဒုက္ခအနတ္တရှင်အားဖြင့်ရှုလို့ရှိရင်ဘာတရားတွေနဲ့ຢာရည်တွေနဲ့ဘယ်လိုဖြူကြသွားပြီလဲလို့မေးရစီတော့ရှင်သာရိပုတ္တရာအဲ့ပါလေဆိုရင်ဟန္တာဆိုတော့တက်ပြန်မြည်တယ်လမ်းကုန်းနေပြီသေရဝါရအနိယောရှိရောမဟာယာနတွေကတော့ရှိသေးတယ်သူတို့ကတော့ဉာဏ်အားဖြင့်လည်းကိစ္စမပြီးသေးဘူးလေမေစိကာဘုရားဖြစ်ရင်လည်းကိစ္စမပြီးသေးဘူးလေဘုရားအောင်လို့ရအောင်မယ်ဆိုတာပေါ့ဘုရားအောင်လို့ပြီးတော့ဘုရားဖြစ်မှာအဲ့ဒါမှနိဗ္ဗာန်ဝင်နေတာလေဒီမဟာယာနဝါရ ။ဒါနဲ့သူ့ဝါရနဲ့သူကကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်သူက။အားဝဲကြတော်တော်ကောင်းတာပဲသူက။အဲဒီတရားပြပြီးတော့လည်းပဲချက်ချင်းလေးမှမဝင်နိုင်သေးဘူးတဲ့သူကဆိုရတယ်။အတ္တဝါရင်အကုန်လုံးဖျားပြင်းမှာဒီတိုင်းနဲ့ဝင်ရမှာလေသူက။တပားနဲ့ဝင်သားလို့ရှိရင်ဒီကူကောင်းကြံတယ်ပေါ့လေ။အဲဒီလိုအနေနဲ့သူတို့တော့ဘုန်းကြီးကစဉ်းစားကြည့်ခက်တာပဲ။သောသောစီစီဖျားပြည့်တဲ့ပုဂ္ဂိုလ်တွေဘယ်နှသွားနေရမလဲမသိဘူး။အခုနေပိုးမွားလေးတွေအာရမိညာပိသတ္တဝါလေးတွေရှိတယ်အဲ့ဒါတွေ ဒီနေ့ကျရင်တို့တို့ဖျားပြအောင်စောင့်ရမယ်လို့ဘယ်တော့များစောင့်ရမှာမသိဘူး။ခဲလာပါပဲလို့ခွန်ကြီးကစဉ်းစားကြည့်။ဒါတော့မဟုတ်တဲ့ဝါဒဒါပဲလေ။သူ့ဝါဒနဲ့သူမာယာနာဝါဒညီညွတ်အတိုင်းပြုပြီးရုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲအများလားပဲ။ခဲလာပါပဲသူကတတ္တဝါတွေက။အင်း။ဇေယဝါဒငုံမှန်းပါဠိအထက်ကထားဤကကျမ်းနဲ့ရာအချင်းကညာနာဖြစ်ရင်ပြီးပါပြီ။ပြီးတော့ပြီးပါလေဘာလို့လဲဆိုတော့ ။ဉာဏ်နာပြည့်တာဆွဲလန်းတဲ့ကိလေသာတွေမရှိဘူး။ဘဝပြည့်ဖြစ်တဲ့ဆိုဆွဲလန်းတဲ့ကိလေသာရှိလို့ဖြစ်လာဉာဏ်နာမှာတော့ဆွဲလန်းတဲ့ကိလေသာမရှိတော့။နောက်ဆုံးဒိဋ္ဌိမှာသုရိသစ္စာနိမရဏသနာသောဆိုတာ။ဥဒိသင်နေမှာတော့ကာမကာမနဂရိနေအာပြုပြီးတော့ဆွဲလန်းပြီးတာဖြစ်တယ်။ဉာဏ်နာမှာအဲ့ဒီတုန်းကဖြစ်တော့ပဲဆွဲလန်းမရှိတော့။အဲဒိဋ္ဌိမှာသံဃာနိလဲသင်္ဘောဒနာတရားတွေဝိပဿနာဉာဏ်နဲ့မိစ္ဆာဒုက္ခအနတ္တသိပြီးတော့ဒီလိုလည်းပဲဖြစ်တာရှိတယ်ဒီလိုမှမဟုတ်လို့ရှိရင်လည်း သမာဓိတွေဝင်စားပြီးသမာဓိဆင်းရဲတွေဝင်စားပြီးတော့အဲဒီလိုလည်းဆုံးသွားတာရှိတယ်။အဲဒါနောက်ဆုံးအစွဲလမ်းနဲ့ရှိတော့ဘဝတိယုံနာခန္ဓာတွေမဖြစ်ဘူး။ဘဝတိယုံနာခန္ဓာတွေမဖြစ်တာဟာဩရမနာရမဖြစ်အရှင်းခါတိငြိမ်းတာပဲ။အဲဒါဘယ်သူမှစောင့်နေကြမလို့ပါဘူး။ဟမ်။ဒါကြီးလိုအောင်မလား။လိုအောင်ခင်ဗျာ။ဒါဆိုအစွဲလမ်းနဲ့ရှိတော့ဘဝတိယုံနာခန္ဓာမဖြစ်တဲ့ဥစ္စာတိရင်ပုဂ္ဂိုလ်တွေစောင့်နေအောင်မလား။ဟဲ့ဟုတ်မလားဥစ္စာဟဲ့။ဒါမဟုတ်တဲ့ဥစ္စာကြီးဒါလည်းငါတို့သူ့ဝါဒနဲ့သူတော့ ။အဲဒါကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိလာပါပဲ။အခုဒီမှာတော့ရှင်သာရိပုတ္တရာဖြစ်ကြတယ်။တိုးတက်ပြရလည်းမရှိပါဘူးတဲ့။အဟောင်းရတဲ့ပွားကြောင်ရှိပါဘူးတဲ့။အဲဒါကိုဖြစ်ကြပါတယ်။နတ္တိခွာဝုသောအထာတော်ဥဒ္ဒရိကရဏီယံကတ္တသာဝပတိစယောအဟုသောငါရှင်ခုတိကရာတော်ရဟန္တာပုဂ္ဂိုလ်အားဥဒ္ဒရိရဟတဖို့တဲ့အလွန်ကရဏီယံပြုဝေကိစ္စ၏နတ္တိမရှိတော့ဘူး။အဲရာတမေရာတဖို့ကကျော်လွန်ပြီးတော့ ပွားရတာမရှိတော့ပါဘူးတဲ့ရာထမဲမှာဆုံးတာပါပဲအဲ့ဒါတို့ကတော့ကျိုးလေးအဲရာထမဲတဲ့ပူလွန်ပြီးအထုတ်ကြံရှိပါဘူးတဲ့အဲ့ဒီမှာလမ်းဆုံးပြီကတ္တဝါပြည့်ကျင်မီလာတရားရင်နေပฏิစီရောတခံပွားခြင်းတခံပွားစေခြင်းနေနှတ်ရှင်ရှိဘူးပြည့်ကျင်မီလာတရားခြင်းရောက်တာကိလသမารိပညာပေါ်နေအဲသောတာပတိမကကိလသမารိပညာရှိတဲ့သရာအနိမေငါအနိမေအဲ့ဒါနာယိမေကိလသမารိပညာရှိတယ်ဒါတွေကတော့ပွားကြရှိသေးတယ် ရာဇမဲရောက်သွားပြီးတော့ဗလာသမားကြီးဒုညာကြီးပြည်ဆောင်သွားပြီတဲ့နောက်ထပ်ရာဇမဲပြည်သမားကြီးတွေကိုပွားနေကိုလည်းမရှိပါဘူးတဲ့သာတိဝိပဿနာရှိနေလည်းပဲပွားကြမရှိဘူးပဲတင်ပါတဲ့ကိလေသာတွေပဲတင်နေတာအကုန်လုံးပြီးနေပြီပြည်တင်ပြည်တာတွေအကုန်လုံးပြီးနေပြီဆိုတော့အပြစ်တို့ဘွားကိုလည်းမရှိဘူးဟောင်းနေပွားလာကိုလည်းမရှိဘူးတဲ့အဲ့ဒါကိုဘုန်းကြီးတွေဆောင်းဖို့စီထားတယ်တို့ရှိတော့ညအပြစ်ဟောင်းတာတို့ဘွားမရှိသေးဘူးအဲ့လိုရှိပဲမယ်လို့ အသေးလည်းမတိုးဘူးအဲပြင့်နေအောင်းနေတယ်ကပုံမှန်လေးရှားတယ်တိုးနေပွားနေတာလည်းရှားတယ်အသေးတရားတိုးပွားခြင်းတိုးခြင်းလည်းမရှိဘူးအဟောင်းတရားပွားခြင်းလည်းမရှိဘူးအဟောင်းအဲအရာဓမ္မတိလသမာဓိတရားတွေပွားခြင်းလည်းမရှိပါဘူးလေအဲဒါကိုဆိုပါတယ်အရသနာလည်းပါပြီတော်တော်ဒီကဲဆွေးရမယ်ဒုရှုတော်ညာဒုရှုတော်ညာသေဟောင်းကသေဟောင်းကဒုဘွားမရှိပြီဒုဘွားမရှိပြီ ောရှုတော်မြတ်ရှင်ဟောင်းသာသုဘမရှိသုဘမရှိသုဘမရှိပဲနဲ့ဆိုလို့ရှိရင်ဒါဖြင့်ညာနာမှာဝိပဿနာရှိရတာဘာမှအကျိုးမရှိဘူးလားဘာမှအကျိုးမရှိရင်လည်းအထုပ်ကြမလို့ဘူးဒီလိုလည်းပဲရှင်ရည်ရရှိတာကိုအဲ့ဒါလေးပဲရှင်သာရိပုတ္တရာရှင်းပြလိုက်ရပါလေအပိစ္ဆခောအာဟုသောဣမေဓမ္မဘာဝိတာပုလိကတာ ဝေဒနာဒုက္ခဝေရဇေဝတံဝတံဒီပိဋကံစဉ္ညာယသာအာဟုသောငါရှင်ကိုတိကအပိသသုသောကဣမေဓမ္မာဒီရှုမှုဘာဝနာတရားတို့သည်ဘာဝိတာမိမိတဏ္ဍာ၌ဖြစ်ပွားကြကုန်ရှိသောဘူလိကတာတိမြောက်သာပြောကုန်ရှိသောဘာဝိတာမိမိတဏ္ဍာ၌ဖြစ်ပွားကြကုန်သောဘူလိကတာတိမြောက်သာပြောလိုက်လာကုန်သောဣမေဓမ္မာဒီရှုမှုဘာဝနာတရားတို့သည် ဒေဒရမဒုက္ခဝိရာရစီဝါမြေမောအရဘောနိုင်ချမ်းသာတရားချင်းအကျုံးမှာလည်းသံဝတ္တန်ဤဖြစ်ပါကုန်၏ပရိဒံစညာသာပရိဒံစဉ်အကျုံးမှာလည်းသံဝတ္တန်ဤဖြစ်ပါကုန်၏လို့ရှင်သာရိပုတ္တရာကရှင်းကြတယ်အဲဒီတော့ယန္တာပုဂ္ဂိုလ်မှာအတိတရားလည်းမတိုးဘူးအဟောင်းတရားလည်းမပေါ်ဘူးဆိုပေမဲ့အကျိုးကတော့ရှိပါတယ်။ဘာအကျိုးတုံးဆိုလို့ရှိရင်အဲမိမိဒါနမပြတ်ရှိမှပွားရတယ်လို့ရှိရင်မျက်မှောက်အရဘောမှာချမ်းသာစွာနေရခြင်းအကျိုးရှိတယ်။ ဉာဏ်နာဆိုတော့ကိုဆင်းရဲတာမရှိပါဘူးကိုဆင်းရဲဆိုတာကကိုဆင်းရဲသမားတယ်စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲတာမရှိပါဘူးစိတ်ဆင်းရဲဆိုတာကဒေါသနဲ့တွဲပြီးတော့ရှိရတာပဲဒါကြောင့်ဒေါသကနာယိမက်ကလည်းပဲလာပြီးလာပြီးတော့ဉာဏ်နာဆိုတော့ဒေါသနဲ့တွဲပြီးဒေါမနာကစိတ်ဆင်းရဲစိတ်နှလုံးမသာမှုဆိုတာမရှိဘူးဒါပေမဲ့လို့ကိုဆင်းရဲကတော့မတင်ဘူးဉာဏ်နာလည်းပဲအဲနေဘူးစပြီးတော့ ਨੇ ထည့်ရင်ပူတာပဲအိုက်ကြကြီးအိုက်တာပဲအေးကြရှိတယ်အေးတာပဲအကြောင်းကြီးမျိုးလို့ရှိရင်လည်းမကောင်းထိုင်တာလည်းပဲညာနာဖြစ်နိုင်တာပဲအဲပင်ပန်းမှုမောမှုပန်းမှုဒီလိုဟာတွေလည်းပဲဖြစ်နိုင်တာပဲကိုယ်ဆင်းရဲတွေကတော့ဖြစ်နိုင်တယ်အဲဒါဒီတိုင်းနေလို့ရှိရင်လည်းကိုယ်ဆင်းရဲတွေဟာအကြောင်းကြီးမျိုးသက်တာကတော့တွေ့ရတယ်ဝိပဿနာရှိမှနေလို့ရှိရင်ဖြင့်အဲ့ဒီသူစိရည်ဖြစ်ဘူးတဲ့ချမ်းသာနေတယ်။ရှင်မဟာမောက္ခလာ ရှင်မသဒ္ဒဗ္ဗရှင်မမောဂလာတို့ကျမ်းမှာဖြစ်တဲ့ခါကာလကြာမြတ်စွာဘုရားဘုရင်တရားတွေဟောတော့အဲဒီယောဂဝေဒနာတွေကြောက်သွားတယ်။နောက်ဒီယောဂနဲ့ဖြစ်တော်ဖြစ်တော်ဘူး။အဲ့ဒါဘာကြောင့်ကြောက်တယ်လဲဆိုရင်မိမိစိတ်ကအားထုတ်ခဲ့တဲ့တရားတွေပြန်ပေါ်ပြီးတော့ဒီလိုရှုမှတ်တဲ့ဘုရင်တရားတွေပွားလို့လို့ဒီလိုယူနိုင်ပါရဲ့။မြတ်စွာဘုရားလည်းကျမ်းမှာဖြစ်တဲ့ခါကာလရှင်ဆုံးလာမယ်ထေရရုပ်ဖတ်ပြီးတော့ဟောရတယ်။ အဲ့ဒါကိုနာယူနေရင်းနဲ့ပဲဘုရင်တရားတွေပွားများပြီးတော့အဲကျမ်းမာရေးဖြစ်သွားတယ်နော်ဒီယောဂမျိုးမဖြစ်တော့ဘူးလေအဲ့ဒါဟာဒီဝိပဿနာရှိမှသာနဲ့အတူတူပဲဘုရင်တရားပွားတယ်ဆိုတဲ့ပဋိသင်တရားပွားတယ်ဆိုတာအဲအနိဒာကွာတာမထူပါဘူးဒီလိုပဲဖြစ်တိုင်းဖြစ်တယ်တော့တရားတွေရှိပြီးတော့ပွားလာပါပဲအဲနေမကောင်းထိုင်နေတာဆိုတာလည်းပဲနေနေနေမှန်းနေရင်သူကကြောက်နေတယ် ိုတော့မပြောနဲ့အခုလည်းပဲကြောက်ကြောက်လာနေတာကြောက်တယ်ဘုရားယောဂီရေမှတ်တောင်းတယ်မှတ်တောင်းတော့နိုင်နေတဲ့ပုဂ္ဂိုလ်တွေကငင်းငောင်းနေတာဖြစ်တဲ့ခါကာလမှတ်ရင်တက်တာပဲရတယ်အဲရှိခိုက်တန်ရာရတာလည်းရှိတယ်ခလုံးတိုက်စားတော့ဘာလို့စသဖြင့်ပေါ်တယ်နာကျင်မှုတွေရှိတယ်အဲဒါလေးလည်းရှုမယုံနဲ့ကြောက်တာတွေရှိတယ်ဒီကဒီလိုဒုက္ခဝေဒနာရင်မှသာအလကားပဲလို့ပြောတာမဟုတ်ဘူးသူကနေနေနေရှိတဲ့ပုဂ္ဂိုလ်ရဲ့အမှန်နဲ့အမှန်ကျိုးရှိတာ မနေနဲ့မှကိုတော်ကြီးတွေပါရှိတယ်။သူကတော့ရှုမှတ်ရင်ဒုက္ခဝေဒနာတွေရောပါတယ်အကုန်ပြောက်တယ်လို့သူကယူဆတယ်။သူလည်းပြတ်ဘူးကောင်။သူညွှန်ကြနေတဲ့တတိရေလည်းပဲသူကအတက်မှခိုင်းတာပဲ။မြင်မှရင်ပျော်လဲပျောက်တာပဲသူမှတော့။ဒီလိုဒီကနေ့ဖြစ်နေတဲ့ပုဂ္ဂိုလ်လည်းပဲသူဒီမှာလာပြီးတော့အားထုတ်လို့ရှိရင်သူကအတက်မှခိုင်းတယ်ပျောက်တာပဲ။အဲဒီလိုပါတယ်သူမှလည်းတွေ့ရှိတော့သူကရှုမှတ်ရင်ပျောက်တယ်လို့သူကတော့ခင်းနေပြီးစတာ။ဒါကလည်းမပျောက်တာလည်းရှိတော့ရှိနိုင်တယ်လေခွန်ကြီးကတော့သဘောကျပါတယ်။ မှာကောင်းလို့နိုင်တော့ရှင်တာကြောက်တာလည်းပဲရှိနိုင်တယ်မကြောက်တာလည်းရှိနိုင်တယ်လို့ဒီလိုသဘောကျပါမြတ်စွာဘုရားရိဂိဘာသံဃာနည်းနောက်ဆုံးပါမှာဝေလူဝါဆိုရွာမှာဝါကတ္တံလေအဲဒီခါကာလမှာယောဂဝေဒနာကြီးကြီးဖြစ်တယ်ရိဂိဘာသံလာအောင်သိုးရတဲ့ယောဂဖြစ်တယ်တဲ့အဲဒီခါကာလမြတ်စွာဘုရားကဘုရားဖြစ်မဲ့ညတော့မှရှုမှတ်တဲ့အနေမျိုးနဲ့ဝိပဿနာတွေကိုအကျဲပွားများတယ်အဲဒီလိုပွားများခြင်းနဲ့ယောဂရေကြောက်သွားတယ်ဆိုပါတယ် ဒါကြောင့်ကိုယ်ဆင်းရဲတွေကိုကြောက်စီနိုင်တယ်ကြောက်စီနိုင်တော့ကိုဒီဝါဒနာရှိမှနိုင်နေနေလို့ရှိရင်ရဟနာပုဂ္ဂိုလ်မှာကိုယ်ဆင်းရဲတာတာပေါ့အခုရောက်နေတယ်လည်းပဲသက်တာပါလေခရီးသွားတဲ့ခါကာလတွေလည်းရှိမှပြီးသွားလို့ရှိရင်ခရီးတော့ဝေးဝေးသွားမယ်တော့သိမ့်ဝေးဘူးလို့ထင်ရတယ်အမှကောင်းနေလို့ရှိရင်ကြွားလိုက်လှမ်းလိုက်ချလိုက်ကြွားလိုက်လှမ်းလိုက်ချလိုက်အမှကောင်းနေတယ်อืมတနားရီလောက်သွားတယ်ခရီးရမယ်လို့9မိနစ်10မိနစ်လောက်လည်းရောက်လာတယ်လို့ဒီလိုထင်ရအောင်လို့သက်တာကွင်းရရပါတယ် ပြီးတော့ဉာဏ်ကြတာတွေဉာဏ်သာသာတွေမှာလည်းပဲအကုသိုလ်အကုသလဝိပက်တွေဖြစ်တဲ့အခါကလည်းမှာဥပိ္ပခဆိုရင်လည်းပဲသူကမကောင်းတဲ့သဘောလေးတော့ပါဝင်ပါလေအဲဒါလေးလည်းမြင်နေကြတဲ့ရင်ရှုမှန်နေတော့ဒါတက်တာကိုရနေတာဒါကြောင့်မို့ဒေရဓမ္မသုထာဝိဟာရမြေမောင်အာရဘော၌ချမ်းသာနေရခြင်းနဲ့အကျိုးရှိပါတယ်ဉာဏ်နာပုဂ္ဂိုလ်ဒါကြောင့်မို့ဉာဏ်နာပုဂ္ဂိုလ်ကမြေမောင်အာရဘောချမ်းသာအောင်လို့ဝိပဿနာရှုဝိပဿနာရှုလို့နိုင်နေနေလို့ရှိရင်ရာဒဖလားသမာပတ်ဆိုတာကလည်းပဲလူရှိတဲ့အတိုင်းသူက ဝင်စားလို့ရတယ်ဘာသာဖလားတမပါကြောင့်နေတဲ့ခါတော့ချမ်းသာတာသူပြောကြရမလို့နားကိုချမ်းသာနေတာပဲနောက်သာလာမဟုတ်တဲ့ပဋိသင်္ကေနေရှုတိုင်းရှုတိုင်းဓမ္မရတဲ့ပဋိသေဖြစ်တဲ့သာမတင်ညာနဲ့ဖြစ်တဲ့အဲဒီပဋိသင်္ကေနေလည်းပေါင်းများခြင်းနိုင်နေခြင်းကျိုးရှိပါလေဒါကြောင့်မယန္တာပုဂ္ဂိုလ်များလည်းပဲခန္ဓာ၅ပါးရှိနေတဲ့အကြောင်းနောက်ဆုံးအနေနဲ့စိမာရီပုဂ္ဂိုလ်ကဖြစ်ကြပါလေတိသံမစဉ်ရှူတိုင်းရှင်းမြင့်မြင့်ချမ်းသာပြီတဲ့ကိန်းဒါလေးဆိုရမယ် ပฏิသံတင်သူတိုင်းစင်ဉာဏ်ဉာဏ်ချမ်းသာသည်ဉာဏ်ဉာဏ်ချမ်းသာသည်ပฏิသံတင်သူတိုင်းစင်ဉာဏ်ဉာဏ်ချမ်းသာသည်ဉာဏ်ဉာဏ်ချမ်းသာသည်ဆိုပฏิသံတင်သူတိုင်းစင်ဉာဏ်ဉာဏ်ချမ်းသာသည်ပฏิသံတင်သူတိုင်းစင်ဉာဏ်ဉာဏ်ချမ်းသာသည် နာနာပုဂ္ဂိုလ်မှာဥပါဒณะခန္ဓာ၅ပါးဝိပဿနာရှိနေတဲ့အတွက်ပဋိသင်္ခေတလည်းပဲပွားများခြင်းရှုရရှုတယ်ပွားများခြင်းရှိကျခြင်းနိုင်နေခြင်းအဲရှိကျခြင်းကတော့အထူးရှိကျတာမဟုတ်ပါဘူးအလေးလာကောင်းတာပေါ့လေအလေးလာကောင်းခြင်းနိုင်နေခြင်းရှိရှိပါလေနောက်မြေမောင်အာရဘောမှာချမ်းသာနေခြင်းလည်းရှိရှိပါလေအဲဒီရှိရှိတဲ့ဉာဏ်နာပုဂ္ဂိုလ်ရဲ့ဥပါဒณะခန္ဓာ၅ပါး ရှုနေရတယ်လို့ဆိုတာဖြစ်ရှင်းပြီးတော့ဒီတော့ညီကုန်းချုပ်ပါတယ်ဒါဒီတရားဟာသုံးပါးအဲ့တော့ဒီတရားမှာမှတ်ဖို့ရတာတော့ဘောဓဘာဖြစ်အောင်ဘယ်လိုရှုရသလဲဘယ်တရားရှုရသလဲဆိုရင်ဥပါဒณะခန္ဓာ၅ပါးရှုရတယ်နေဇာရဝန္တအရှင်အားဖြင့်ပိုင်နေအောင်ရှုရတယ်သောတာပန်အတ္တအရှိရှိအောင်ပြောင်းအောင်ဗရရှိအတူတူပဲသူတို့ဇင်ဝရှိတဲ့လူကသဏ္ဍာန်၅ပါးနေကြတဲ့ဗန္နာတအရှင်ရယ်ရှိရတယ် ဲဒါကဒါကနေပြီးတော့အနာဂတ်ဖြစ်အောင်လည်းဤသူပဲအနာဂတ်နေညာနာဖြစ်အောင်လည်းဤသူပဲရှိပါရဲ့ညာနာဖြစ်ပြီးတော့လည်းပဲဒါကနေရတာမဟုတ်ဘူးဥပါဒဏ်နဲ့ခန္ဓာ၅ပါးတဲ့ဒီလိုပဲရှိနေနေရှုနေရတယ်ရှုလို့ရှိရင်ဘာအကျိုးတွေရလဲသတိသာမသိနေဖြစ်ပွားခြင်းအကျိုးရှိတယ်နိုင်နေခြင်းအကျိုးရှိတယ်နောက်ပြီးတော့ဉာဏ်တော်အတဘောမှာချမ်းသာနေရခြင်းနဲ့အကျိုးရှိပါရဲ့အဲ့ဒါမှတ်ဖို့ပါပဲတို့တို့လွယ်လွယ်ပါတယ်ဒီသံဃာကြီးတွေလည်းဘာမှမခက်ဘူး ်တယ်။ဒါပေမဲ့နေလိုက်ရပါပြီ။ပြီးတော့တရားလေးတော့နည်းနည်းလေးတော့မှတ်ကြအောင်စေ15မိနစ်တော့ရောက်လို့သွားပြီ။မနေ့ကလည်းပဲ2မိနစ်ပေါ့။နေ့ကလည်းမှတ်ပုံနဲ့ပြောပြီးတော့ဒီနေ့မပြောတော့ပါဘူးခဲ့။ချိန်ကြားနေတယ်လို့နေ့မနေ့နေ့ပြည့်တော့ပါနေ့မနေ့တဲ့မနေ့အတွက်မှခန္ဓာပင်သာလေးတွေအစဉ်လိုက်မှတ်တာ30 40ရပါတယ်။အသေးစိတ်ကလေးတွေလိုက်မယ်ဆိုလို့ရှိရင်တော့အဲတစ်ဆက်ကဓမ္မတော့ ်ဒီနေ့မှာမှာပေါင်း60 60ကျော်လည်းရနိုင်ပါရဲ့အဲဒီဓမ္မဓမ္မအတွင်းမှာမဲခင်ရှိပါတယ်တာဝင်နေတာပဲမမီးအကြောင်းကြဆိုင်တရားလားဓမ္မဝါယမအမှတ်ရတာဓမ္မတတိမမီးရဲ့အယုံလေးစိတ်ကလေးတည်တည်သွားတာလားဓမ္မသမารီမမီးရဲ့အယုံကအမှားနဲ့တည်တာကသမာရိတိပဲအဲဒီတော့မန္တန်တည်အောင်စိတ်ကူးလေးညှို့ပေးတာကဓမ္မသင်္ကားပါပဲအဲဒီကမဲခင်ဝိပဿနာမဲခင်၅ပါးပဲ ဒီလကလည်းထောက်တည်ထားလို့သောသောကလည်းပြည့်စုံနေတော့ဒီလမဲ့ကမှထည့်ပြီးလို့ရှိရင်မဲ့ကရှင်းပါဓမ္မဓမ္မမဲ့ကရှင်းပါပေါင်းရတယ်ပုဗ္ဗဘာဝမဲ့ရှင်းဖို့မဲ့ဆိုဝိပဿနာမဲ့ကနေပွားနေအဲဒီဝိပဿနာမဲ့ကရှင်းတာပြည့်စုံတဲ့အခါမှာသရိယာမဲ့ကနေဖြင့်နိဗ္ဗာန်မြင်တော့ပြုပြီးတော့နောက်ထပ်ဆုံးသောတာပတိမဲ့ကိုဖြင့်သောတာပါဖြစ်ပြီးတော့သွားနိုင်တယ်ဒီအရာချင်းရှင်ဖျား ရှင်ဘုရားဒီတော်တော်ဒီတိတော်တော်ဒီမြတ်စွာဘုရားဤမြတ်စွာဘုရားဤသာသနာတော်သာသနာတော်ရှင်သာတိယချင်းရှင်သာတိယချင်းရှင်သာတိယချင်းသုံးကားချင်း ်ပါပါပြီးပွားခြင်းပြီးပွားခြင်းသိရင်ချင်းသိရင်ချင်းကျိုးငါလကောင်ကျိုးငါလကောင်ပြီးတော်တော်ဒီပြီးတော်တော်ဒီသာသနာ့ကိုဆင်းရဲမှသာသနာ့ကိုဆင်းရဲမှလွမြောက်ပါရခြင်းလွမြောက်ပါရခြင်းနိဗ္ဗာန်ကိုနိဗ္ဗာန်ကိုသိမြန်သောသိမြန်သောမြတ်မောပြုပါရခြင်းသိမြန်မောပြုပါရခြင်းကျိုးငါလကောင်ကျိုးငါလကောင်မြတ်စွာဘုရားမြတ်စွာဘုရားဟောကြားတော်မူပါသောဟောကြားတော်မူပါသောတရားတော်တို့ကိုတရားတော်တို့ကို ယောသေးစွာယောသေးစွာဟောပြောခြင်းဟောပြောခြင်းနာကြားခြင်းနာကြားခြင်းယောသေးစွာယောသေးစွာဟောပြောခြင်းဟောပြောခြင်းနာကြားခြင်းဖြင့်နာကြားခြင်းဖြင့်တရားဝဲတရင်ကိုတရားဝဲတရင်ကိုသင်ခြင်းပါပါတော်ဤသင်ခြင်းပါပါတော်ဤဇမနေမြဇမနေမြယနေ့မြတို့၌ယနေ့မြတို့၌သက်သာရာဤသက်သာရာဤအလိုတော်ချက် ရှင်သာရိပုတ္တရာရှင်သာရိပုတ္တရာထေမြတ်မထေမြတ်ဟောကြားတော်မူသောဟောကြားတော်မူသောသီလဝန္တသီလဝန္တဥဒ္ဒဝန္တဥဒ္ဒဝန္တဗုဒ္ဓံတရားတော်ကိုဗုဒ္ဓံတရားတော်ကိုယူသေးစွာယူသေးစွာနာကြားကြပါကုန်၏နာကြားကြပါကုန်၏ဒီတရားတော်ကိုဒီတရားတော်ကိုဟောကြားတော်မူသောဟောကြားတော်မူသောရှင်မြတ်အားရှင်မြတ်အားဤဝေအပ်သောဤဝေအပ်သော လူတန်းဘွယ်လူတန်းဘွယ်ဘုဇောဘွယ်ဘုဇောဘွယ်မြို့မြို့တော့ဘုမြို့မြို့တော့ဘုတရားတော်ကိုတရားတော်ကိုဘုဇောတော်အားဖြင့်ဘုဇောတော်အားဖြင့်လူတန်းဘုဇောပါကုန်၏လူတန်းဘုဇောပါကုန်၏ဒီကားမှုသည်ဒီကားမှုသည်အာတော်တရား၄ပါးတော်၏အာတော်တရား၄ပါးတော်၏ဘုညာကုံကြောင်းဖြစ်သောဘုညာကုံကြောင်းဖြစ်သောမင်းညာဘုညာမင်းညာဘုညာနိဗ္ဗာန်ကိုနိဗ္ဗာန်ကိုရောက်ဆောင်ပါစေတည်းရောက်ဆောင်ပါစေတည်း